နှလုံးအတွက်တိတ်ဆိတ်ခြင်းတခုတနည်းတားလုံးသင်ရဲ့ခန္ဓာကိုယ်ကအဆက်မပြတ်လှုပ်ရှားနေသလိုသင်ရဲ့စိတ်ကလည်းအတွေးပေါင်းများစွာနဲ့ပြည့်ညံ့နေတတ်ပါတယ်အနားယူဖို့အခွင့်မရပဲစဉ်းစားနေရတဲ့အတွက်စိတ်ပင်ပန်းမှုတွေတဖြည်းဖြည်းနဲ့စုပေါင်းလာတတ်ပါတယ်ဒါပေမဲ့စိတ်အတွက်တိတ်ဆိတ်ခြင်းဟာခန္ဓာကိုယ်အတွက်အနားယူခြင်းလို့ပဲအလွန်အရေးကြီးပါတယ်အသက်ရှူသွင်းရှူထုတ်ကိုအာယုံဆိုင်ရင်နဲ့ ိတ်စိတ်ကိုငြိမ်သက်အောင်ထိ ंछ ုပ်ကြည့်နိုင်ပါတယ်။ဒီလိုမျိုးတိတ်စိတ်တဲ့အခိုက်အတန့်လေးဟာစိတ်ပင်ပန်းမှုတွေကိုသက်သာစေရုံသာမကသင့်ရဲ့အတွင်းစိတ်ထဲကအတန်ကိုပိုပြီးရှင်းလင်းစွာကြားနိုင်စေမှာပါ။ အကယ်၍သင်ဟာစကားလုံးနေနဲ့ပေါ်ပြဖို့ခက်ခဲတဲ့ခံစားချက်တွေရှိနေရဆိုရင် at therapy လိုမျိုးနီးလန့်တွေကနေတစင်သင်ရဲ့စိတ်ခံစားချက်တွေကိုလွတ်လပ်စွာပေါ်ပြနိုင်ပါတယ်။ဒါမှမဟုတ် mindfulness meditation လိုမျိုးလေ့ကျင့်ခန်းတွေကနေသင်ရဲ့စိတ်ကိုပြန်လည်တည်ငြိမ်ပြီးအေးချမ်းစေနိုင်ပါတယ်။ သင့်ရဲ့စိတ်ကိုဂရုစိုက်ဖို့အစိတ်အနှဲငယ်လောက်ပေးလိုက်ပါသိရစိတ်ဟာ အနာယူဖို့ကုစားဖို့ထိုက်တန်ပါတယ်။ Honest Hour ကတော့သိရစိတ်ခွန်အားကို ပြန်လည်တည်ဆောက်နိုင်ဖို့အမြဲတမ်းအနားမှာရှိနေပါတယ်။